ဒီဖျားမီးလေးတွေကိုဘယ်လိုလုပ်လဲဆိုတာသိချင်နေသူများအတွက်လိုအပ်တဲ့ပစ္စည်းတွေကတော့ရှင်းလင်းမှာပတ်လဲပလတ်စတစ်ပြားလေးတစ်ခု LED မီးသီးတွေကတော့အယောင်၅ယောင်ဒီယောင်ကိုအလုံး30တီစုစုပေါင်းအလုံး150ကျော်လိုပါတယ်22 gauge solid wire ကဲဆော့ဖို့အတွက်60 40ခဲလိုပါတယ် PSA ဖဲဆော့တန်း Google Google ကတော့မရှိရင်လည်းအခြားကော်တခုခုကိုအသုံးပြုပြီးတော့လုပ်လို့ရပါတယ် USB 2 mini USB cable နဲ့ USB power adapter Arduino Nano Controller ပစ္စည်းတွေဆိုပြီးဆိုရင်ဖျောက်မီဝဲပူဇံကိုအကွက်ချပြီးတော့ရှင်းလင်းမပတ်နဲ့ plastic ပြောက်ပေါ်မှာကပ်ပါအထင်း၅ဝိုင်းနဲ့တက်လက်ဖက်အမြင်တွေဆုံးတဲ့နေရာတွေကိုအောက်လေးတွေဖောက်ရမှာဖြစ်တယ်အပြင်ဆိုဝိုင်းကိုကတော့တဝိုင်းလုံးဖြတ်ထုတ်လိုက်ရမှာဖြစ်ပါတယ်ပြင်ဝဲကိုဖြတ်ထုတ်ပြီးတော့အောက်လေးတွေဖောက်ပြီးပြီဆိုရင်မိတိတက်ဖို့အချင်းချင်းဖြစ်ပါပြီ LED မိတိမှာပါတယ်ပင်တစ်ချောင်းမှာတစ်ချောင်းကနည်းနည်းရှိပြီးတော့တစ်ချောင်းကနည်းနည်းတိုးပါတယ် ဒီတဲ့ပင်ကို positive anode လို့ခေါ်ပြီးတော့တိုတဲ့ပင်ကိုတော့ negative cathode ထပ်ပြီးတော့ခေါ်ပါတယ်။မိသီးတွေကိုဆက်တဲ့အခါမှာ programmer set up လုပ်ထားတဲ့အချိန်ပင်ရှင်နဲ့ပင်တိုကိုမှန်အောင်ဆက်ရမှာဖြစ်ပါတယ်။အခု programmer log pin ကို row pin အနေနဲ့တုံးထားပြီးတော့ short pin ကို column pin အနေနဲ့တုံးထားတာဖြစ်ပါတယ်။ဆိုလိုတာကပင်ရှင်ကိုအဝိုင်းလိုက်ဆက်ရမှာဖြစ်ပြီးတော့ပင်တိုကိုကလပ်ဆက်ဆက်ရမှာဖြစ်ပါတယ်။ကဲအထဲဆုံးဘက်ကိုမိသီးအနေနဲ့ဆက်ကြည့်ရအောင်။ပင်ရှင်ကိုအဝိုင်းလိုက်ဆက်တဲ့အခါမှာနည်းနည်းရှိနေတဲ့အတွက်ပုံနေတဲ့ ပင်ကိုဖြတ်ထုတ်လိုက်ပါဖြတ်ထုတ်လိုက်ပြီးတော့အနေတော်ဖြစ်ပြီဆိုရင်ခဲဆော်လို့ရပါပြီဒီလိုမျိုးအထက်ဆုတဝိုင်းလို့ပြအောင်ဆက်ပါခဲဆော်ထားတဲ့အနေအရာကပင်အရှိဖြစ်ပါလေကဲပထမတဝိုင်းတော့ဆက်လုပ်ပြီးပြီဒီခဲဆော်ထားတဲ့ပင်တွေဟာလော့ပင်ဖြစ်ပြီးတော့ခဲမဆော်ရသေးတဲ့ပင်တွေကတော့ဒီမှာရှော့ပင်ဖြစ်ပါလေအခုဆက်ပြီးတော့ဒုတိယဝိုင်းကိုဆက်ပါမယ်ဒုတိယဝိုင်းကိုကြတော့ပြာရောင်မြည်နဲ့ဆက်မှာဖြစ်ပါလေ ူတိယဝိုင်းက shopping နဲ့ပထမဝိုင်းက shopping ကိုဒီနေရာလေးမှာခိုင်းနေဆော်ပါမယ်ဒီနေရာလေးတွေခိုင်းနေဆော်ပါမယ်ဒါ lobby ပါဒူတိယဝိုင်းတော့ဆက်လုပ်ပြပါပြီအရှိဘက်ကကြည့်ရင်ဒီတိုင်းတွေ့ရမှာပါကြံတဲ့၃တန်းကိုပြောင်းဆက်ပါမယ်တတိယမြောက်တန်းကိုတော့ over your meeting နဲ့ဆက်မှာဖြစ်ပါတယ်တတိယတန်းဆက်လုပ်ပြပါပြီဒီတန်းမြောက်ကိုတော့ဘာအကြောင်းမှမရှိတဲ့ meeting နဲ့ဆက်ပါမယ်ဒီတန်းပြပါပြီ အပြင်ဆုံးတန်းကိုတော့အစေးရောင်မိသီးနဲ့ဆက်ပါမယ်အခုဆိုရင်မိသီးအကုန်လုံးတက်လို့ပြီးပါပြီအခုဆိုရင်တဝိုင်းချင်းစီအကုန်လုံးဆက်မိအောင်ဒီ set point လေးတွေကိုဝိုင်ယာနဲ့ဆက်ရမှာဖြစ်ပါတယ်အထက်ဆုံး1ကိုတော့ဆက်လို့ပြီးပါပြီကျန်တဲ့၄ဝိုင်းကိုပြီးအောင်ဆက်ပါမယ်ငါးဝိုင်းလုံးဆက်လို့ပြီးပါပြီ online တွေကိုဆက်ရမှာဖြစ်ပါတယ်အလဲမှာ၄တန်းချပြီးတော့3နဲ့6ကိုဆက်ပါ2နဲ့9ကိုဆက်ပါ3နဲ့8ကိုဆက်ပါ4နဲ့9ကိုဆက်ပါ9နဲ့10ကိုဆက်ပါ နောက်ဆုံး25နဲ့30ကိုဆက်ပါအခုဆိုရင်မိသီးတွေအကုန်လုံးဆက်လို့ပြီးတော့ပြီဖြစ်တဲ့အတွက်ကွန်ထရိုလာကနေပြီးတော့ဆက်ဖို့ပဲကြံပါတော့တယ် programmer row အတွက် pin number 2 3 4 5 6ကိုတောင်းတာပြီးတော့ column အတွက် a0 ကနေပြီးတော့ a4 ဒီ pin ဟို pin ကိုတောင်းတာပါလေ controller မှာ d2 d3 d4 d5 d6 နဲ့ a0 a1 a2 a3 a4 တွေမှာဝါရောင်ကြိုးတွေဆက်ပါပြီးတော့ဒီ glue gun ကိုအသုံးပြုပြီးတော့ controller ကိုဒီနေရာမှာတပ်ပါမယ် D2 ကိုအထက်ဆုံးဝိုင်းကိုဆက်ပြီးတော့ D6 ကတော့အထက်ဆုံးဝိုင်းမှာဆက်ပါမယ်။ A4 ကိုညောင်ဖက်အဆုံးဆုံးမှာဆက်ပြီးတော့ A0 ကိုတော့ဘက်ဖက်အဆုံးဆုံးမှာဆက်ပါ။အခုဆိုရင် wire connection အကုန်လုံးပြပါပြီ။ controller ထက်ကို plugin upload လုပ်ဖို့ပဲ။